ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Israel တိုက်ခိုက်မှုတွေအပြီး Iran ကို Trump ပြင်းပြင်းထန်ထန်သတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် American သမ္မတ Donald Trump ကတော့ Iran ကိုနောက်ထပ် season ထားတဲ့တိုက်ခိုက်မှုတွေမဖြစ်လာအောင်နျူကလ ියر သဘောတူညီချက်ကိုလက်ခံဖို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်ညာတွင်ချင်း Israel က Iran ရဲ့နျူကလ ියر နဲ့စစ်ရေးနေရာအများအပြားကိုတိုက်ခိုက်ခဲ့တဲ့သတင်းတွေအပေါ်တုံ့ပြန်ခဲ့တာဖြစ်ပြီးဒီလောက်ရက်တွေမှာ American ပါဝင်ပတ်သက်မှုမရှိဘူးလို့လည်းအတည်ပြုခဲ့ပါတယ်အခုဆိုရင်တိုက်ဆုံမှုတွေ ပျက်စီးမှုတွေအများကြီးရှိနေပြီ။ဒါပေမဲ့ဒီလိုအစုလိုက်အပြုံလိုက်တက်ပြတ်မှုတွေကိုရပ်တန့်ပြဖို့အချိန်ရှိပါသေးတယ်ဆိုပြီးတော့ Trump ဟာရေးသားခဲ့တာဖြစ်ပါတယ်။ဒါကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးနေတာတွေကိုရည်ညွှန်းတာပါ။ Trump ကအီရန်ကိုအရင်တုန်းကလည်းပဲသဘောတူညီချက်လုပ်ဖို့အခွင့်အရေးပေးခဲ့ပူတယ်လို့ပြောပါတယ်။ကျွန်တော်တို့ကိုလှုပ်လိုက်ပါတော့လို့ပြင်းပြင်းထန်ထန်ကိုပြောခဲ့တယ်။ဒါပေမဲ့တို့ဘလောက်ပဲစ조사조사မလုပ်နိုင်ခဲ့ဘူး။အီရန်အစိုးရအချို့ကရရဝဝဝပြောခဲ့ကြပေမဲ့ဘာဖြစ်လာမလဲဆိုတာတို့မသိခဲ့ဘူး။ အခုတို့အားလုံးတေကုန်ပြီဒါကပိုဆိုးလာမှာပဲလို့ထရန့်ဟာရေးသားခဲ့တာဖြစ်ပါတယ်ထရန့်ကအီရန်ကိုအမေရိကန်ပြည်ထောင်စုကကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အသေးအပြောက်အများဆုံးဆက်လက်နဲ့ပစ္စည်းတွေကိုအများကြီးထုတ်လုပ်တယ်အစ္စရေးမှာလည်းပဲအများကြီးရှိနေပြီနောက်ထပ်အများကြီးရအောင်မယ်တို့ဘလို့300မလဲဆိုတာလည်းသိတယ်လို့ပြောပြီးသားဖြစ်တယ်ဆိုပြီးထပ်ပြီးတတိပေးခဲ့တာဖြစ်ပါတယ်အီရန်ဟာဘာမှမကြံတော့ခင်မှာသဘောတူညီချက်တခုလုပ်ရမယ်အရင်ကအီရန်အင်ပါယာလို့လူသိများခဲ့တာကိုကတင်ရမယ်တည်ဆုံးမှုမရှိရတော့ ဖြည့်ဆည်းမှုတွေမရှိရတော့ဘူး။နောက်မကြသွားခင်အခုပဲလှုပ်လိုက်ပါတော့ဆိုပြီးထရန့်ဟာအရေးတကြီးတောင်းဆိုခဲ့တာပဲဖြစ်ပါရခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။